ားလုံးပဲမင်္ဂလာပါတန်းထောင် YouTube Official Channel လေးကကြိုဆိုလိုက်ပါရစေဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီဘတ်စင်တူနေ့မှာရှင်းပြကစားသွားတယ် Premier League ပွဲစဉ်တွေရဲ့ကျွန်တော်ပွဲပြီးသုံးသချက် review အတူလေးပေါ့နော်အဓိကတော့ကျွန်တော်ဒီအသင်းကြီးတွေရဲ့ပွဲပြီးသုံးသချက်စင်ဝင်စားပွဲကောင်းတဲ့ပွဲအသင်းကြီးတွေရဲ့ကျွန်တော်ပွဲပြီးသုံးသချက်အစီအစဉ်လေးပဲဖြစ်ပါတယ်ဗျပထမဆုံးကျွန်တော်ဒီစနေနေ့မှာရှင်းပြကစားခဲ့တဲ့ Southampton နဲ့ Manchester City တင်ပွဲကိုအရင်တော့ကြည့်မယ်ဆိုရင်တော့မထင်မှတ်တဲ့ရလက်ပေါ့နော်ပုံမှန်တိုင်းဆိုရင်တော့ Southampton လက်ရှိမှာအဆင့် 20အနေကျွန်တော်ရမ်းမတ်အနည်းဆုံးအနေထား17မတ်နဲ့ဒါဘီနဲ့အတူတူဖြစ်နေတဲ့အနေထားမှာအဲဆယ်နီယာပွဲစဉ်မှာတော့အဲမစီးတီကိုမထင်မှတ်ပဲနဲ့တစ်ဖက်ကိုကျွန်တော်လေဂိုးမရှိသေးဆိုရဲရက်လက်ပြီးထွက်ရှိအောင်ကစားသွားနိုင်အတွက်ကြောင့်မို့ရမ်းမတ်17မတ်နဲ့သူကတော့ဒါဘီရဲ့ကျွန်တော်စံချိန်ဦးပေါ့နော်ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့သူတို့အနေနဲ့ပရီးမီယာလိဂ်ကနေအမှန်အနည်းဆုံးနဲ့တန်းဆင်းရတယ်ဆိုရဲအသေးမဖြစ်ဖို့အတွက်ကိုအကောင်းဆုံးစူးစမ်းရှင်းနေကစားသွားတာတွေ့ရတယ်မန်စီးတီကတော့ဒီပွဲစဉ်မှာအဲဂိုးကန်ကွင်းနဲ့ကျွန်တော်လေအချိန်ပေါင်း20 22နှစ်ချိန်လောက်လုပ်ခဲ့တယ် ကိုဘောတမမှုတွေလည်းရှိခဲ့တယ်။ဒါမှမဟုတ်ဆော်သန်သင်းရဲ့ကိုသမားရန်စတေးနဲ့ဆော်သန်သင်းရဲ့ခန်းစစ်ကစားသမားတွေရဲ့ခုခံကာကွယ်မှုကိုကျော်ဖြတ်နိုင်ခြင်းမရှိတဲ့ကြောင့်မို့သူငိုရရှိအောင်ဆန်းဆောင်နိုင်တဲ့အတွက်ချန်ပီယံလိဝင်ဝင်တရားဖို့အတွက်ပေါ့နောက်ဆုံး၂ပွဲထပ်ပြီးတော့ကစားဖို့ရှိမယ်။အဲ့နှစ်ပွဲမှာတော့ပို့ပြီးတော့အရေးကြီးလာရင်ဒါလေးဖြစ်သွားပါဘောဒါမှလည်းအဲသူတို့ကစားမယ်အသင်းတွေကကျွန်တော်ပြောမယ်ဆိုတစ်ဖက်ကအာဆင်နယ်တို့ချက်ဆီတို့ရှင်ပြိုင်မယ်အသင်းတွေထက်ဆိုင်တော့အနည်းငယ်လေးကျွန်တော်ပြောမယ်ဆိုမန်စီးတီးအနေနဲ့ပို့ပြီးတော့ချန်ပီယံလိဝင်ဖို့အတွက် အချိန်ကြီးကောင်းနေသေးရဲ့ဆိုတဲ့အနေထားမှာတွေ့ရပါတော့ဒါမှမဟုတ်လည်းကျွန်တော်တို့ဒီကြားရမှာတို့ရှင်မြန်ကစားအောင်မယ်လာမယ့်ပတ်မှာရှင်မြန်ကစားအောင်မယ်ကုစတဘယ်လီနဲ့ FA ကရှိတာလေ FA ကပွဲစဉ်ပြီးကြရင်ကျွန်တော်တို့တိတ်နာရမရပဲနဲ့ကြားထဲမှာ Premier League ပွဲစဉ်ပေါ့နော်ကျွန်တော်3ရက်လောက်ခြားပြီးနောက်ပွဲစတိုက်ကစားရမယ်ဆိုတဲ့အနေထားမှာတော့မစီးဒီအနေနဲ့လည်းနည်းနည်းလေးတော့အထူးကူပြုပြီးကစားဖို့လိုရတယ်ဒါမှမဟုတ်ဒီနေ့အဲကျွန်တော်ဒီ Premier League club အသင်းတွေအတွက်ကံကောင်းတဲ့တစ်ခုပါပါလဲဆိုတော့ကျွန်တော်ဒီ Premier League ကနေအဆင့်5ထိဝင်တဲ့အဲအသင်းပေါ့နော်အသင်း5သင်း Champions League ဝင်ဝင်ရမယ်ဆိုတဲ့အနေထားတော့ တချို့တချို့တော့ဒီကဒီမှာအနေငယ်လေးရုံးကန်နေရတဲ့အသင်းတွေတော့ကန်ကောင်းကောင်းရဆိုတဲ့အနေထားလေးကျွန်တော်ပြင်ပြီးတွေးခဲ့ရတယ်ဗျ။နောက်တစ်ခုကကျွန်တော်ဒီပုံမောင်းတဲ့ဖီလာပေါ့နော်။အဲပုံမောင်းတဲ့လေအိမ်ဝန်းမှာအကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့တယ်ဆိုပေမဲ့လေဖီလာအသင်းရဲ့ တကူကူမရှိဆိုရရက်လက်နေမှာပေါ့ကျွန်တော်ဒီဗီလာအသေးနေနဲ့ကျွန်တော်အနိုင်သုံးဘက်ကိုစုဆောင်းသွားနိုင်ခဲ့တယ်အဲ့အတွက်ကြောင့်မလဲဗီလာအနေနဲ့လည်းလာမယ့်ရာသီချန်ပီယံလိဝင်ဝင်အတွက်အခြေအနေကောင်းတစ်ခုကိုပိုင်ဆိုင်ထားတယ်နောက်ထပ်ပွဲစဉ်နှစ်ပွဲကိုထပ်ပြီးအကောင်းဆုံးကျော်ဖြတ်နိုင်မယ်ဆိုတော့ဗီလာဒီလည်းအဆင်ပြေမဲ့နေထားမှရှိတယ်ပြီးတော့သူတို့တွေ့ရမယ့်အသင်းတွေလည်းဗီလာဒီကျွန်တော်ဒီ Tottenham Hotspur တို့ Man United တို့အသင်းတွေနဲ့ဆိုတော့ Tottenham Hotspur နဲ့ Manchester United က Premier League မှာဆိုရင်ကျွန်တော်တို့အအောင်ဆူဆိုက်မှုမရှိတော့ဘဲနဲ့ပေါ့နော် Europa League Final တခုတည်းကိုပဲအားဆိုင်ပြီးကစားမယ့်အနေထားမှရှိရခြင်းအဆင်ဗီလာအနေနဲ့လည်းနောက်ထပ်ပွဲစဉ်နှစ်ပွဲသူတို့အတွက် တခြားအသင်းတွေလာပေါ့အခက်ခဲမဲ့အနေအထားမရှိလို့ကျွန်တော်ပြန်ပြီးတော့မြင်တွေ့မိတယ်ဗျ။အဲ့နောက်ထပ်စနေနေ့ပွဲစဉ်ပြီးတော့တနုနေနေ့ပွဲစဉ်တော့တွားကြည့်မယ်ဆိုရင်တော့တနုနေပွဲအစောဆုံးပွဲဖြစ်အချိန်မှန်စားခဲ့တဲ့ Newcastle နဲ့ Chelsea ဒီပွဲစဉ်မှာတော့ Newcastle ပွဲစား9မိနစ်မှာပဲတိုနာလီရဲ့အတွင်းကုန်းနဲ့ဥဆောင်တယ်။ပြီးတော့ Nicolas Jackson မိနစ်30ကျော်မှာထုတ်ခံပြန်တဲ့နောက်ပိုင်းမှာ Sale 11ယောက်နဲ့ပထမပိုင်းမှာတော့ Newcastle ပွဲပဲဖြစ်သွားခဲ့တယ်။ဒါပေမဲ့ဒုတိယပိုင်းမှာတော့ ်ချက်စီအနေနဲ့ဆယ်ယောက်ဆယ်တယောက်နေထားမှာအကောင်းဆုံးတုတ်ပြန်ကစားနိုင်ခဲ့တယ်ဆိုပေမဲ့လည်းပိုပီကန်ဒီမှာဘရူနိုကူမာရေးစ်ကအတွင်းကိုထပ်ပြီးခွင့်ပြုခဲ့ရပြီးတော့နှုတ်ကိုမရှိနဲ့ရှုံနေခဲ့တယ်။အဲ့အတွက်ချက်စီအနေနဲ့တော့လာမယ့်ရာသီချန်ပီယံလိဝင်ဝင်အတွက်တော့တော်တော်လေးကိုကျွန်တော်ခက်ခက်ခဲကစားမယ်နေထားမှာရှိတယ်။အခုလာမယ့်အပတ်မှာဆိုရင်မန်ချက်စတာယူနိုက်တက်နဲ့ရှင်မြန်ကစားဖို့ရှိတယ်။တောက်ကြနေညမှာရှင်မြန်ကစားမှာဖြစ်တယ်။ဒါမှလည်းမန်ချက်စတာယူနိုက်တက်ကတောက်ကြနေပြီးရင်ကျွန်တော်ရှင်မြန်ကစားရမယ်ပိုတူးနဲ့ညမှာကစားဖို့ရှိတယ်။ရိုဘာလီပွဲစဉ်အောင်အောင်ဆိုင်မှာဖြစ်တဲ့အကြောင်းကိုချက်စီနဲ့ပွဲမှာတော့သူတို့အသင်းရဲ့အဓိကကစားသမားတော်တော်များများအနားပေးပြီးတော့ လူဝင်ကစားသမားတွေအရန်ကစားသမားတွေ rotation လုပ်ပြီးကစားဖို့ရှိမဲ့အနေအထားလေးမှာတော့ရှိတယ်။အဲ့တော့ Chelsea အနေနဲ့နည်းနည်းလေးပေါ့နော်ကျွန်တော်ဒီတက်တာရမယ်ဆိုရင်အနေထားရှိတဲ့အပြုံမှာနောက်ဆုံးကစားမယ့်ပွဲတော့ Nottingham Forest နဲ့ Wigan ပွဲစဉ်ကတော့ Chelsea အတွက်နည်းနည်းလေးတော်တော်လေးသတိထားပြီးကစားရမယ်အနေအထားလေးမှာရှိပေါ့နော် Nottingham Forest ကလည်းကျွန်တော် Champions League ဝင်ဝင်တိုက်ပွဲအတွက် ကျွန်တော်တို့အသေးချာလေးပြင်ဆင်နေရတဲ့အနေအထားပြီးခဲ့တဲ့အခုဒီတနုနေနေရပွဲစဉ်မှာဆိုလဲလက်စတာကိုအိမ်ဝင်းမှာ2-0စီပဲတည်ကြွားသွားဆိုတဲ့အနေအထားသူတို့ဒီလဲအမှတ်လိုအပ်ချက်ကြီးမားနေတယ်အဲတော့ Chelsea ရဲ့လက်ချက်နှစ်ပွဲကတော့ United နဲ့ Nottingham Forest ပုံမှန်ဆိုတော့ United နဲ့တွေ့တဲ့ပွဲစဉ်ကခက်ခဲဖို့ရှိကောင်းရှိနိုင်ပေမဲ့လက်ရှိ United ရဲ့အနေအထားဟိုအကုန်လုံးသိရတဲ့အတိုင်းပေါ့နော် Premier League မှာဆိုရင်ကျွန်တော်တို့အဖြစ်သဘောမျိုးလာရှင်ပြိုင်နေရတဲ့အချိန်မှာတော့ Chelsea အတွက်အိမ်ဝင်းမှာတော့အခက်ခဲတော့မရှိလောက်ဘူးဒါပေမဲ့ Chelsea အနေနဲ့ United နဲ့ပွဲမှာပါအမှတ်ထပ်ပြီးဆုံးရှုံးခဲ့မယ်ဒီ Newcastle နဲ့ပွဲစဉ်လိုထပ်ပြီးဖြစ်ခဲ့မယ်ဒါမှမဟုတ်အိမ်ဝင်းမှာတေးရက်လောက်ပဲရရှိအောင်ဆက်ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့အောက်က Villa တို့ Nottingham Forest တို့ရဲ့ကြော်တချင်းကိုခံသွားရမယ်ဆိုတဲ့အနေအထားလေးမှာလည်းရှိနေသေးတယ်ဆိုတဲ့ဥစားလေးကြောင့် Chelsea အနေနဲ့တော့အရင်ကြီးတော့ဂရယ်ကူမဲ့ပွဲစဉ်တွေတော့ဖြစ်လာဖို့တော့မရှိဘူးပြ အဲ့နောက်ထပ်ပွဲစဉ်သွားရမယ်ဆိုရင်တော့ကျွန်တော်တို့ United နဲ့ Watson ဒီပွဲစဉ်တော့ဘာမှပြောစရာမရှိဘူးเนาะ United ကတော့ Premier League မှာပါဆိုဘာမှအဲကျွန်တော်တို့မလုပ်ပြနိုင်တော့တဲ့ပြင်နောက်ဆုံး9ပွဲစတိုင်မှာလဲ9ပွဲရှုံး2ပွဲတည်ဆိုရရက်လက်ကတော့ United အနေနဲ့ Premier League မှာတော့ပြန်ပြီးတော့ United ကစားသမားတွေရောနီပြအမော်ရီနီရောစဉ်းစားဖို့အနေထားလေးရောက်လာပြီအဲ့လိုပဲသူရဲ့နောက်ထပ် Europa League finalist တစ်ပင်းဖြစ်တဲ့ Tottenham Hotspur ကလည်း United ရှုံးတဲ့ခါကျရင်လိုက်ရှုံးနေလက်ရှိအသင်းသင်းရဲ့ရည်ရည်ချက်ကအဆင့်16 19ဆိုရဲအနေထားအောက်ကတက်တက်လာတဲ့3သင်းလုံးကကျွန်တော်ဒီဒီရဒီမှာ Premier League မှာတော်တော်လေးခြေစွမ်းကွာဟချက်ကြီးမားလို့ချက်ချင်းတန်းပြန်ဆင်းသွားရတယ်ဆိုတဲ့3သင်းရှိခဲ့လို့လား United နဲ့ Tottenham Hotspur အနေနဲ့ဒီနှစ်မှာပေါ့နော်တန်းဆင်းဆုံးအနေနဲ့မရှိသွားဘူးဆိုတဲ့အနေထားလေးဖြစ်ခဲ့တာဗျဒါမဲ့လည်းနှစ်သင်းလုံးရဲ့လက်ရှိ Premier League ခြေစွမ်းအရာကတော့ တမင်တကာများကျွန်တော်တို့အတူတူညှိပြီးကန်နေလားထင်ရအောင်ဆိုးရွားနေတယ်။ဒါပေမဲ့ဒီနှစ်သင်းကနေတသင်းသင်းကလာမဲ့ရာသီရိုပါလီဖလာကိုရရှိပြီးချန်ပီယံလိဝင်ရမယ်ဆိုတဲ့အနေထားကတော့ချန်ပီယံလိဖိုင်နယ်မှာတော့ဒီနှစ်သင်းဘယ်လိုနေထားရည် ်ပြန်ပြီးတော့ sorry Europa League final မှာဒီနေ့သင်ပလိုနေထားနေနဲ့ပြန်ပြီးတော့ကစားမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရဖို့ရှိမယ်နောက်ထပ်ပွဲစဉ်အောင်ကျွန်တော်တို့ Liverpool နဲ့ Arsenal နဲ့ဒီပွဲစဉ်တော့ဘာမှသိတော့ထူးထူးထူးတော့မရှိပါဘူး Arsenal အသင်းနေနဲ့လည်းအဲကျွန်တော် Champions League ဝင်ဝင်တည်ကြဖို့အတွက်အနိုင်ရပွဲရရှိဖို့လိုအပ်တယ်ဆိုတဲ့အနေထားလေးတစ်ခုပဲရှိတယ် Liverpool ကလည်းလက်ရှိ Champion ဆိုတဲ့ဂုဏ်ပုံးနဲ့ညီအဲသူတို့အကောင်းဆုံးဒီရာသီမှာပြရပေးခဲ့တဲ့ Arsenal ကိုအိမ်ဝင်းမှာအဲကျွန်တော်တို့ပြောရမယ်ဆိုရင်မရှုံးနေပဲနဲ့အောင်းဝင်းခံနိုင်တယ်ဆိုတဲ့အနေထားတစ်ခုကိုပဲ Champions League ကစားဝါတွေ့ရတယ်ပထမပွဲကတော့ လဘဘူးတင်းရဲ့ကစားပုံပုံပုံကောင်းမလို့လဘဘူးတင်းရဲ့ကျွန်တော်တွင်းကိုတွေကိုမြင်ခဲ့ရဆိုမယ်လို့တရားပိုင်းမှာအာဆင်နယ်အနေနဲ့အကောင်းဆုံးတုံ့ပြန်ကစားပြီးတော့သူတို့မှရှိသမျှဆိုရင်အကုန်လုံးကျွန်တော်တို့အသုံးချပြီးလဘဘူးတင်းကိုအကောင်းဆုံးတုံ့ပြန်ကစားပါရတယ်။ပွဲကစားနေမိနစ်89 86လောက်မှာမိခင်မိဝင်တို့နှစ်ဝတီနဲ့ထွက်ခွာရပြီးရဲ့နောက်ပိုင်းမှာတော့လဘဘူးအနေနဲ့ပြန်ပြီးတော့အခွင့်အရေးတချို့ဖန်တီးနိုင်ခဲ့ပြီးတော့အဲကျွန်တော်ဒီ Robertson နဲ့နောက်ဆုံးမိနစ်မှာတောင်းကန်မွန်နီရရှိတဲ့ အဲခွင်ရိုးအကောင်းဆုံးသုံးချပြီးတူးမှုသုံးနိုင်ခဲ့ပြီမဲ့လေကျွန်တော်တို့ Lewis Kelly ကိုကိုနာတေးအနေနဲ့တွန်းထားရဲဆိုတဲ့အနေထားအရတော့ကျွန်တော်ဒီ VAR ကြည့်ပြီးတော့တွင်းကူကတော့မရရှိခဲ့ဘူးအဲဒါကြောင့်တစ်ဖက်နှစ်ကိုးစီနဲ့တေးကြပါရတယ်အဲ့တော့ Arsenal နေရောဒီရသည်မှာအဆင့်နှစ်မှာဆက်လက်ရပ်တည်ဖို့အတွက်အခြေအနေကောင်းနေတယ်အဆင့်၃က Man City ကလည်းပြီးခဲ့တဲ့ကျွန်တော်တို့သောတရနေပွဲမှာတည်ကြခဲ့တဲ့အတွက်ကြောင့်အမတ်ကွာချက်ကပွဲစဉ်နှစ်ပွဲပဲကျန်တော့တဲ့အချိန်မှာအရင်ပုံမှန်တိုင်းဖြစ်နေတယ်။ဒါမဲ့လည်းလက်ရှိအာဆင်နယ်အသင်းဒီလည်းအဲကျွန်တော်တို့ပြောရမယ်ဆိုရင်နောက်ထပ် ရှင်မြန်ကစားစီကပွဲကောင်းတချို့ကြံနေသေးရဖြစ်တဲ့ကြောင့်မို့အရင်ကြီးတော့လွယ်ကူမဲ့နေထားမှာတော့မရှိတဲ့အနေထားမှာအစင်းတဲ့နေရာကိုတေချာပေါ့ရက်တီချင်နေဆိုရင်တော့လာမဲ့ပွဲစဉ်နေရာပို့ပြီးတော့အရေးကြီးရဆိုတဲ့အနေထားလေးမှာရှိမယ်ဗျာ ပြီးတော့နောက်ဆုံးကျွန်တော်ဒီအာဆင်နယ်နေနဲ့လာမယ့်ပွဲစဉ်မှာရှင်မြန်ကစားမှာလေနယူကာဆယ်နဲ့ဖြစ်နေရတဲ့အမြန်နယူကာဆယ်အတင်းကလည်းချန်ပီယံလိဂ်ဝင်မှုအတွက်အကောင်းဆုံးတိုက်ပွဲဝင်နေတဲ့အနေထားမှာတော့အာဆင်နယ်နေနဲ့ရလက်ကောင်ရရှိဖို့အတွက်တော့အိမ်ဝင်းမှာအဆုံးကိုကြိုးစားအောင်မယ်အဲ့ဒါပြီးတော့ဆောက်တတန်နဲ့အဝေးဝင်းမှာရှင်မြန်ကစားမယ်ဆိုတဲ့အနေထားတော့အရင်ကတော့အနေနဲ့မရှိဘူးဒါပေမဲ့ဆောက်တတန်နေလဲမန်ချက်စတာစီးတီးတို့အတင်းကိုလည်းကျွန်တော်အိမ်ဝင်းမှာပဲလက်ခံရှင်မြန်ကစားရင်းနဲ့ဒေတမန်ရရှိအောင်ဆောင်းဆောင်လာဆိုတော့အာဆင်နယ်လည်းလက်ချက်နှစ်ပွဲလုံးတော့တတိယကြီးကြီးမားမားထားပြီးကစားဖို့တော့လိုပါလိမ့်မယ်ဗျာ အားလုံးပဲဒါလေးကတော့ကျွန်တော်ရဲ့ဒီနေ့ပေါ့နော်ကျွန်တော်ဒီပြီးခဲ့တဲ့စနေတင်းလို့နေမှာရှင်မြန်ကစားခဲ့တဲ့ Premier League ပေါ်ပြီး30ချက် review အတူလေးပဲဖြစ်ပါတယ်။နောက်ထပ်နောက်ထပ် video လေးတွေဒီ channel မှာရှင်မြန်ကစားဖို့ရှိတဲ့ကျွန်တော်တို့ပွဲစဉ်လေးတွေပြီးလာမယ့်စနေတင်းနေ့တောက်ကြစနေတင်းမှာရှင်မြန်ကစားဖို့ရှိတဲ့ Premier League ပွဲကြို30ချက်လေးတွေပွဲပြီး30ချက်လေးတွေပြီးနောက်ထပ်သတင်းကောင်းလေးတွေလည်းထပ်ပြီးတော့သတင်းရှိတယ်ဆိုရင်သတင်းတူလေးတွေလည်းထပ်ပြီးတော့ကျွန်တော် video လေးရိုက်ပြီးတော့တင်ပြမှာပေါ့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးထားကြပါအောင်ဗျာ။ ဒီဗီဒီယိုလေးကိုလည်း really ပေးလို့ရညီကိုရှေ့ကျွန်တော် like လေးလက်မလေးထောင်ပေးကြပါ comment လေးမှာလည်းညီကိုရဲ့အမြင်လေးတွေကိုကျွန်တော်တို့ချချမှတ်ပြီးတော့ဗောနော်ကျွန်တော်တို့ဆွေးနွေးတော့လို့ရပါတယ်မှန်ထားလို့ရပါတယ်အားလုံးကျေးဇူးများရင်ဒီမှာလည်းနောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးပြပါမယ်အားလုံးပဲတက်တာပါခင်ဗျာ